အိန္ဒိယအစံဖက်တိုက်ဖြတ်ရေးအေဂျင်စီ NIA ကလူငယ်သတင်းဘက်မှဖြစ်ပွားခဲ့တဲ့တည်တည်မျိုးမှာကားပုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီးနောက်ထပ်လူလေးဦးကိုဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ20ရက်နေ့မှာပြောကြားခဲ့ပါတယ်။နေစင်ပြုလို့ကျင်းပနေကြလွတ်လပ်ရေးနေ့မှာဝင်းကြီးချုပ်မေခွန်ပြောကြားမဲ့နယူးဒီလီမှာရှိတဲ့တမိုင်းဝင်းထင်ကရခံတပ်တခုအနီးလူစီကားယာမြေအဘူတာယုံအနီးမှာနိုဝင်ဘာလ10ရက်ကပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံနယူးဒယ်လီမြို့တော်မှာဆယ်စုနှစ်စုကျော်အတွင်းလူသေဆုံးမှုများဖြစ်ပေါ်စေခဲ့တဲ့ပေါက်ကွဲမှုအတွင်းလူဆယ်ဦးသေဆုံးကလူ32ဦးထဲရရှိခဲ့ပါသည်။နောက်ထပ်ဖမ်းဆီးခဲ့တဲ့အဓိကတန်တရာရှိသူ၄ဦးမှာဒေါက်တာမူဇမ်မီရှာခီကာနေဒေါက်တာအဒီအာမရာတာနေအိန္ဒိယကက်ရှမီးယားမှာလာရောက်တဲ့မဒီအာဖန်အာမတ်ဝါခီနဲ့လက္ခဏာမျိုးမှလာရောက်တဲ့ဒေါက်တာရှာဟင်းဆေးစတိုဖြစ်သောအမျိုးသားစုစမ်းစစ်ဆေးရေးအေဂျင်စီကဆိုပါတယ်။ သူတွေအားလုံးကအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာအဓိကခန်းကဏ္ဍကနေပါဝင်နေပါတယ်လို့အေဂျင်စီကလူမှုမီဒီယာ X မှာဖော်ပြခဲ့ပေမဲ့လည်း၎င်းတို့ရဲ့တရားရှိဝယ်ပါဝင်မှုနဲ့ပတ်သက်ပြီးအသေးစိတ်ဖော်ပြထားခြင်းမရှိခဲ့ပါဘူး။ကနီရာသာနဲ့ဝါဂီတို့ကိုဂျမူးနဲ့ကက်ရှမီးယားရဲတပ်ဖွဲ့ကလုံခဲ့တဲ့တရင်ဘက်မှာဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီသုံးဟာပါကစ္စတန်အခြေစိုက်စစ်သွေးချဖွဲ့များဖြစ်တဲ့ဂျိုင်းအီမိုဟာမက်နဲ့အန်ဆာကဝါဝူဟင်တို့နဲ့ဆက်နွယ်တဲ့အကြမ်းဖက်အဖွဲ့ရဲ့တစိတ်တစ်ပိုင်းဖြစ်တယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်။ ၎င်းတို့ရဲ့မိသားစုဝင်များကအဲ့ဒီချိန်တုန်းကစွစွချက်များကိုညှင်းဆိုခဲ့ပြီး၎င်းတို့မှာပြစ်မရှိကြောင်းပြောကြားခဲ့ပါတယ်။စေးရဲ့ညီဖြစ်သူမှမို့ရိုက်တာသတင်းဌာနရဲ့မင်းမြတ်မှုကိုပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။ NIA က၎င်းတို့ဟာနိုဝင်ဘာလ16ရက်နေ့နဲ့ဆက်ခေါ်နေတဲ့တို့မှာနောက်ထပ်နှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီနှစ်ဦးမှာကာဗွန်ဖောက်ခွဲခဲ့တဲ့ကားကိုမပုတ်တင်ထားတဲ့အမီရာရရှစ်အလီနဲ့ဆရာဝန်တဦးဖြစ်ခဲ့တဲ့အသေးခံဘုံခွဲသမားဦးမတ်အွန်နာဘီကိုနိပညာဆိုင်ရာကူညီပေးခဲ့တဲ့ဂျာစီရာဘီလေဝါနီတို့ဖြစ် ြစ်တယ်လို့ဆိုပါတယ်။အဲဒီမြူသားသုံးမှာဂျမူးနဲ့ကက်ရှမီးယားဒေသတို့မှာဖြစ်တယ်လို့အေဂျင်စီကဆိုပါတယ်။ဝန်ကြီးချုပ်နရင်ဒရာမိုဒီကအဲဒီတက်ခဲမှုကိုလျှို့ဝှက်ပူးပေါင်းကြံစည်မှုလို့ခေါ်ဆိုခဲ့ပြီး၎င်းရဲ့အစိုးရအနေနဲ့ဂျူလွန်သူများနဲ့ပူးပေါင်းကြံစည်သူများနဲ့ထောက်ပံ့ပေးသူများကိုဖော်ထုတ်ပြီးတရားမျှတမှုကိုယူဆောင်ပေးမယ်လို့ကတိပြုခဲ့ပါတယ်။